ကျွန်တော်တို့ခိုးပြီးပိုင်တဲ့နေမြေပဲဒါကျွန်တော်တို့သိမ့်ပါပဲဘသူပါပြောပြောဗျာအင်္ဂါဂျူကလာပြောရင်လည်းသိမ့်ပါပဲအဲသိမ့်တာကတော့မယုံမရှိနဲ့တကယ်တိုက်ရင်တကယ်ရတယ်ဆိုတော့ကိုအချင်းတူတွင်းမှာစစ်ဌာနချုပ်ကြီးတစ်ခုလုံးကိုတပ်သိမ်းပြီးတော့လက်တွေ့တွတ်တေပြနိုင်ခဲ့တဲ့အေးအေးဟာရခိုင်လူရုကသာမကဗမာလူရုရဲ့ထောက်ခံမှုကိုပါဆက်လက်သိမ်းပိုင်နေပါတယ် အရခတ်တတော်အေးရဲ့ထူးစစ်တေဟာမူမန်တန်များပါတယ်ဆူလို့တာကဒူးနဲ့ဒေကနဲ့အရှိန်နဲ့ထူးစစ်စင်တာကြောင့်တဖက်ရန်သူကခုခံမှုအရန်ကိုခတ်ခဲပါတယ်အမဲလို့လို့တွေ့ရတတ်တဲ့အီအေးရဲ့ထူးစစ်ပုံတရဟာမထင်မှတ်တဲ့နေရာတွေကနေတသားရင်ကအများပြားနဲ့ရုတ်တရက်ပေါ်ထွက်လာပြီးအရှိန်နဲ့ဝင်ဆောင်လာပါရန်သူစစ်တပ်ကအမဲကြီးလန့်စားစားဖြစ်နေအောင်စိတ်သက်စစ်စင်ရေးနဲ့ဖိအားပေးထားတဲ့သဘောပါ တက်နှစ်အတွင်းမှာမြို့ပေါင်း15မြို့ကိုအလင်းအမန်သိမ့်ပိုက်ထင်းချုပ်ထားနိုင်ခဲ့တဲ့ EA ရဲ့အောင်မြင်မှုတွေကိုလေ့လာကြည့်လိုက်ရအောင်အခုလိုအရခတက်တော်အောင်မြင်ရခြင်းရဲ့အကြောင်းအရာတွေကပထမဆုံးတစ်ခုကတော့ဘိုးချုပ်ထွန်းမြတ်နိုင်ရဲ့လက်ခွေကြပြီးပြတ်သားတဲ့ခေါင်းဆောင်မှုကြောင့်ပါ ဗီဒီယိုထုတ်မြင်နိုင်ဟာလက်တွေ့ကြတဲ့နိုင်ငံရေးစည်ရေးအယူအဆရှိသူ pragmatics ပမာတယောက်ပါ။အီဂူဥဆောင်တဲ့နေရာမှာလဲအယူအဆဝါဒတစ်ခုတည်းကိုအမြဲဆွဲကင်ထားတတ်သူမဟုတ်ခင်းနဲ့အချိန်ဤအချိန်ခါကိုလိုက်ပြီးတော့လက်တွေ့ကြကြသုံးသပ်ပြီးဥဆောင်မှုပေးနိုင်တာကိုတွေ့ရပါတယ်။ပြောရင်ပြောတဲ့အတိုင်းဖြစ်အောင်လုပ်တတ်တဲ့ခေါင်းဆောင်တယောက်ပါ။မကြခင်လဲပဲမြန်မာပြည်အလဲပိုင်းမှာဒါတော်လန်ရေးတွေအရင်ထက်ပိုပြီးမှ အာမြင်လာရမယ်လို့တော့ကျွန်တော်ယုံကြည်ထားတယ်။မကြခင်ဆိုတာတိတ်မကြခင်ကိုပြောတာပါ။ဒီစစ်တပ်ကပုံပြီးမှအစသာအရာရာကိုထိန်းချုပ်တဲ့ကာလမှာအဲသူဘယ်နိုင်ငံနဲ့ဘာသဘောတူညီချက်လုပ်ကြလဲ။ငွေကဘလောက်အိတ်ထဲဝင်သွားသလဲ။ပြည်သူတွေစီကမြေတွေကိုဘလောက်တင်သွားသလဲ။အဲရောဂျီကဘလောက်ပေးလဲဆိုတာကိုကျွန်တော်တို့ကဒါ transparency လည်းမရှိဘူးခံစားပိုင်ခွင့်လည်းမရှိခဲ့ဘူးအဲ့ဒီအချိန်မှာကြာတော့ပြည်သူတွေကကြိုးကြောင်းစီလျော်တဲ့တုံ့ပြန်မှုထက် ဒါညင်းပယ်ချင်းကိုပဲရွေးချယ်ခဲ့ကြတယ်အဲ့လိုမျိုးမျက်စိမိတ်ပြီးညင်းလေလေတဖက်လူတွေအာသာချက်ဖြစ်လေဆိုတဲ့အနေအထားမှာကျွန်တော်တို့ကဒီအားတွေကိုလွှဲချစိတ်ဖြာပြီးမှကိုယ့်ဖက်ကဘလို့တုံ့ပြန်ရင်ပို့ပြီးမှအာသာချက်ရှိတယ်လေဆိုတဲ့ပုံစံမျိုးကိုတည်တည်ချာချာအာဆက်စစ်လေ့လာပြီးမှကဒါမူဝါဒတွေကိုချမှတ်ပြီးငါတို့လည်းသူတို့လိုမျိုးလုတ်ပေးနိုင်တယ် သူတို့ကတော့ပြည်သူတွေလက်မခံထားတဲ့လူမျိုးတို့အမြဲတမ်းအငင်းပွားစရာတွေရှိမယ်။ငါတို့ကတော့ငါတို့ပြည်သူတွေနဲ့တပါးတဲ့ရက်ပြီးမှဒီကိစ္စတွေကိုပူပေါင်းဆောင်ရွက်လို့ရတယ်ဆိုတဲ့နေရာမျိုးပေါ့နော်။ကျွန်တော်တို့ဘက်ကလည်းဒါရှိတယ်ဆိုတော့ present လုပ်လို့ရတာပေါ့။အဲဒီလိုမျိုးပါ။ Rock up with the rumble 2009ခုနှစ် EE အဖွဲ့ကိုစတင်ဖွဲ့စည်းတော့ကတော့ရခိုင်တပ်မတော်လို့အမည်ပေးခဲ့ပါတယ်2019ခုနှစ်ရောက်တဲ့အခါမှာတော့ရခိုင်တပ်တော်လို့အမည်ပြောင်းလဲခဲ့ပြန်ပါတယ်2024ခုနှစ် EE ရဲ့25နှစ်မြောက်နှစ်ပတ်လည်နေ့ကစလို့ Arakat တပ်တော်လို့ထပ်မံအမည်ပြောင်းလဲခဲ့ပါတယ် အာရခတက်တော်ဆိုတာဟာရခိုင်ပြည်နယ်သို့မဟုတ်အာရခန်ဒေသတစ်ခုလုံးကိုပူဇော်ပြုပါတယ်။အီစတင်ဖွဲ့စည်းခဲ့တဲ့ကရခိုင်လူမျိုးစုတစုတည်းအတွက်တိုက်ပွဲဝင်ဖို့ရည်ရွယ်ခဲ့ပုံရပါမယ်။ယနေ့ခေတ်နိုင်ငံရင်အခင်းအကျင်းအရရခိုင်ဒေသတစ်ခုလုံးမှာရှိတဲ့လူမျိုးစုအလုံးကိုတာဝန်ယူဖို့ဖြစ်လာပြီးတော့ဒီအခြေအနေတွေကိုလည်းအေးဟာကောင်းစွာလက်ခံကင်တွဲနေတာကိုတွေ့ရပါတယ်။ကွယ်ကြမှာဒီအရက်သားတွေကိုအကွယ်ပေးရဲဆိုတော့အမှုကကျွန်တော်တို့ရဲ့ဥစားပေး အရင်အရေးကြီးတဲ့ဥစားပေးမှုဟာဒါဖြစ်ပါတယ်ဟုတ်ပေါ့စစ်ကောင်စီပေါ့စစ်ကောင်စီကဒီလူမျိုးရေးဘာသာရေးကိုသူကအသုံးချပြီးကျွန်တော်တို့ထိုးစစ်တွေကိုရပ်တန့်ဖို့ကြိုးစားတယ်နောက်တစ်ဖက်မှာလည်းပဲတာမန်အပြစ်မဲ့ပြည်သူတွေရှိသလိုအကြမ်းဖက်အဲစစ်တွေကြောအဖွဲ့အစည်းတွေလည်းရှိပါတယ်အဲသူတို့ကသူတို့ရဲ့မူဝါဒအတိုင်းပေါ့လေဒီဒေသကိုဒီတိချမူစလင်ဒေသဖြစ်ဖန်တီးခြင်းတယ်သူကလက်နက်ခဲရမရှိဘူးအဲ့ဒီအချိန်မှာစာကားစာကသူ့ကိုမြောက်ပေးတာပေါ့အခုအချိန်မှာတော့ကျွန်တော်တို့မှာပို့ပြီးခိုင်လုံတဲ့အထောက်ထားတွေပေါ့ ပီစီတက်တယ်စာအမှတ်တမ်းထောက်ထားတဲ့ဒီရန်သူစီကဖမ်းမိထားတဲ့အရာရှိကြီးတွေကိုကိုယ်တိုင်ဒီစီမံကိန်းတွေကိုတာဝန်ပေးချင်းခံရတဲ့ကိုယ်တိုင်အကောင့်ထဲပေါ်တဲ့အချိန်တွေမှာအမိန့်ပေးတဲ့အရာရှိကြီးတွေကိုပါကျွန်တော်တို့ကဖမ်းမိထားပါတယ်ရခိုင်ပြည်နယ်ဟာပထဝီဝင်းအနေထားအရာဒီအတွက်ခြေကူးယူပြီးစစ်စင်ကြီးလှုပ်ရှားဖို့ဆိုတာအတော်ကလေးကိုခက်ခဲခဲ့ပါတယ်1988ခုနှစ်ဝင်းကျင်ကာလမှာကတည်းကရခိုင်လက်နက်ကင်တော်လှန်ရေးကိုဦးဆောင်အစာပြုခဲ့သူဗိုလ်ချုပ်ခိုင်ရသာဟာ KNU ထောင်ထုပ်မာနေပလော့ဒေတာမှာလူသူလက်နက်အင်အားစုစည်းပြီးတော့1997မှာ NUPA AA အဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်။ဒီနောက်မှာတော့ကရင်ပြည်နယ်မှာတရင်နီရှမ်းတောင်ရှမ်းမြောက်ကချင်းစကိုင်းထပ်ပိုင်းချင်းပြည်နယ်တွေကနေတဆင့်ရခိုင်ပြည်နယ်တွေကိုနေဇမင်းတချော့ဝိပိုက်ပြီးတော့ခရခဲဆက်ထူဖောက်ခဲ့ဘူးပါလေရခိုင်ပြည်နယ်အထက်ကိုလက်နက်ခဲရဲနေထောက်ဖို့မဲ့ထောက်ဖို့လမ်းကြောင်းဟာလေရှီလျားပြီးတော့ခတ်ခဲခဲ့ပါလေ ရခိုင်တော်လိုင်းတပ်ဖွဲ့တွေခြေတက်ရလမ်းကြောင်းတခြားမှာမြန်မာစစ်တပ်ကအဆက်မပြတ်တိုက်ခတ်ခဲ့တာကြောင့်ရခိုင်ပြည်နယ်အရောက်မှာတော်လိုင်းအင်အားစုတွေဟာအင်အားချိနေပြီးတော့ရခိုင်တော်လိုင်းကြီးကလည်းမိမိန်ခဲ့ရပါတယ်။ဗိုလ်ချုပ်ခံရတာဟာလည်းအိန္ဒိယနဲ့မြန်မာစစ်တပ်တို့ရဲ့ထောင်ချောက်ဆိုင်ဖမ်းဆီးမှုကိုခံခဲ့ရပြီးတော့1990ခုနှစ်ရခိုင်တော်လိုင်းကြီးဟာလည်းတခန်းရခဲ့ရပါတယ်။သူစဉ်ချင်းကဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာလေဗိုလ်ချုပ်ခံရတာကိုစပ်သွဲနေတဲ့အချိန်ဖြစ်ပြီးတော့ကံကောင်းထောက်မှလို့လွတ်သွားခဲ့ပါလေ ဒီသမိုင်းခရက်တွေကိုပြုချုပ်ထွမြင့်နိုင်ဟာကောင်းစွာသင်ငန်းစာယူနိုင်ခဲ့ပါတယ်။ဒါကြောင့်မလို့အီရီယာရခိုင်ပြည်နယ်ထဲမှာတက်ဆွဲအခြေပြုမှလှုပ်ရှားခြင်းတခြားသောအီရတို့အဖွဲ့တွေနဲ့မဟာမိတ်ဆက်ဆိုင်ရေးမှုလည်းကောင်းမွန်စွာတည်ဆောက်ထားနိုင်ခဲ့ပါတယ်။၂၀၀၉ခုနှစ်မှာ KIA ဌာနချုပ်လိုင်းစာမှာရခိုင်လူငယ်26ယောက်ကသနတ်ကလပ်ထဲနဲ့စတင်ဖွဲ့စည်းခဲ့ရပြီးတော့ဒီကြားထဲမှာအခက်အခဲဒုက္ခမျိုးစုံမျိုးလည်းရင်ဆိုင်ခဲ့ရပါတယ်။ထို့နောက်မှာတော့ MNDA ရဲ့ခေါင်းဆောင်ဟောင်းတအူးဖြစ်သူဦးဖုံကြရှင်ရဲ့ တန်ဘူကူနီမှုနဲ့အတူ2015မှာပလဝဒေတာကိုစတင်ထူထောက်ဝင်ရောက်နိုင်ခဲ့ပါတယ်။လုံးဝပြေးလို့မရတဲ့အရာကတော့ကျွန်တော်တို့ဟာ2009ခုနှစ်မှာရခိုင်တော်လှန်ရေးကိုလူ26ယောက်နဲ့စခဲ့ကြတယ်။အဲ့ဒီအချိန်မှာကျွန်တော်တို့လူ26ယောက်မှာစုစုပေါင်းတနက်တစ်လက်ပဲရှိပါတယ်။အဲ့ဒီလိုတနက်ကလေးတစ်လက်နဲ့လူ26ယောက်နဲ့စပြီးမှကျွန်တော်တို့ကဒုက္ခအမျိုးမျိုးကြားမှာရုံးကဲစူးစမ်းရင်း ်ပထမဆုံးကျွန်တော်တို့ကိုကိုကဲအဖွဲ့စီဥပုံကြရှင်ကနေပြီးမှလက်နဲ့တရားလက်ဆောင်ပေးခဲ့ပါတယ်ကျွန်တော်တို့ဟာအဲ့ဒီတနက်အလက်တရားရဲ့ RPG နဲ့လက်ရဲ့အဲ့ဒါကိုခြင်ပြီးမှရခိုင်ပြည်ကိုထိုးပေါက်ဝင်ရောက်နိုင်ခဲ့ပါတယ်ဒီကိစ္စဟာကျွန်တော်တို့ရခိုင်တော်လှန်ရေးအတွက်အင်မတန်မှအရေးပါတဲ့ကိစ္စကြီးတစ်ခုဖြစ်ပါတယ် 2015ခုနှစ်မှာပလဝဒေတာမှရေခဲစခန်းတွေကိုရုတ်တရက်ဝင်ရောက်တိုက်ခတ်ခဲ့ပြီးတော့ရက်နက်ခဲယမ်းတွေကိုလည်းသိမ်းယူရရှိနိုင်ခဲ့တယ်လို့ရန်သူလက်နက်ကုလက်နက်ဖြစ်အောင်လည်းဆွမ်းဆောင်နိုင်ခဲ့ပါတယ်။ဗိုလ်ချုပ်ထွန်းမြင့်နိုင်ဟာစီရင်မာသမတ်ကနိုင်ငံရေးမှာပါပပနက်နက်ခြံရွယ်တတ်ပါတယ်။ ၂၀၁၂ခုနှစ်မှာအာရခတတ်တော်ရဲ့နိုင်ငံဦးဆောင်အဖွဲ့ ULA အဖွဲ့ကိုဖွဲ့စည်းခဲ့ပြီးတော့ဥက္ကဋ္ဌနေရာမှာဗိုလ်ချုပ်ထွန်းမြင့်နိုင်တာဝန်ယူခဲ့ပါတယ်။နိုင်ငံကြီးကိစ္စအဝဝကိုတော့အတွင်းရေးမှူးဒေါက်တာညိုထွန်းအောင်ကအဓိကစီမံပါတယ်။တရင်းနဲ့ပြန်ကြားရေးဌာနကတော့ဦးခိုင်တုကကတာဝန်ယူပါတယ်။ရခိုင်ပြည်နယ်ရဲ့ပထဝီနိုင်ငံရေးအသံချက်ကိုကောင်းကောင်းအသုံးချပြီးတော့တရုတ်နဲ့အိန္ဒိယတို့ရဲ့ရှင်ပြိုင်မှုမှသိစိတ်ရနိုင်ငံရေးအကျိုးအမြတ်ဖြစ်ဖို့ပန်းနဲ့စွာကြိုးစားနေတာကိုလည်းတွေ့ရပါတယ် အေးဟာဇက်နက်ခဲရင်အင်းဟာပေါ်များစွာနဲ့တိုက်ပွဲဝင်ရတာမဟုတ်တာကြောင့်ရန်သူကစ်မန်အနီးကိုတိတ်ထဆိတ်ချင်းခတ်သွားပြီးတော့ရုပ်တည့်ရဲဝင်လုံးရတာပါဒီနေ့ပြိုဟာအပတ်အန်နီရဲ့အရန်များပြီးတော့တော်ရုံလူတွေမလုံးနိုင်ကြပါဘူးအီတပ်သားတွေကတော့အထက်ကအမိန်ကိုလုံးဝယုံကြည်ကြသလိုအပတ်ကိုပတနာမထားဘဲနဲ့အပ်ဒိတ်ခံတိုက်ပွဲဝင်ကြပါတယ်ဒါဟာလေအီအောင်မြာချင်းရဲ့အကြောင်းရင်းတစ်ခုပါ အရခတ်တောအေးရဲ့ရခိုင်အမျိုးသားလူမျိုး၏ရခိုင်တို့ကံကြမ္မာရခိုင်တို့လွတ်လပ်စွာဖန်တီးခွင့်ရရှိရေးနဲ့ Confederation မျှော်မှန်းချက်တွေနဲ့လက်တွေ့အကောင့်တွေဆောင်ရွက်မှုတွေဟာရခိုင်လူထုရဲ့အမာခံထောက်ခံမှုကိုရရှိခဲ့ပြီးတော့ကောင်းကျက်ပြတ်ထုတ်ဈေးတင်များကအစပြပရောက်ရခိုင်သားတွေအစုံအင်းနဲ့အားနဲ့ပံ့ပိုးမှုကိုရခဲ့ပါတယ် Moroccan state. The Bamis army repressed our people. Arkan oh, oh, oh. state is our ancestral land. This is Arkan soldier. Nothing will stop us. We love our fatherland. Our national pride must be bright. ချင်းကျင်တဲ့တောင်ပိုင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ရောဒေသတော်လှန်ရေးတပ်ဖွဲ့များကိုလည်းလက်နက်မီးတင်များပံ့ပိုးမှုများရှိသလို27နွေဦးတော်လှန်ရေးမှာပထမဆုံးတော့ဗမာလက်နက်ကိုင်အီရလိုအဖွဲ့တစ်ခုဖြစ်လာတဲ့ BPLA ကိုဗိုလ်ချုပ်ထွန်းမြင့်နိုင်ကိုတိုင်းလေ့ကျင့်သင်ကြားထူထောင်ပေးခဲ့ပါတယ်ညူတောင်းလိုင်းကလာမှာ ကျောင်းသားသမဂ္ဂတို့ကိုအခြေတည်ပေါ်ပလာတဲ့ကျောင်းသားလက်ယုံတက်တော် SCF ကိုလည်းလက်နက်နဲ့စစ်ပညာများကိုပံ့ပိုးပေးခဲ့ပြီးတော့တိုက်ပွဲတွေမှာလည်းလက်တွဲခေါ်ဆောင်ခဲ့ပါတယ်။အခုနောက်ပိုင်းမှာလည်း NUG PDF တိုင်ရင်းနေနဲ့ပါ ပုံမှုနီးကပ်လာတဲ့ဆက်ဆံရေးတွေကိုတွေ့လာရပါတယ်။ဒါဟာလည်းဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ချစ်ပေါ်နေတဲ့နိုင်ငံရဲ့ခင်းချင်းကိုလက်တွေ့ကြသုံးသပ်ပြီးတော့လုံ့ပင့်လုံထိုက်ထောင်ကိုလှုပ်ဆောင်နေတာပါ။ ရခိုင်ပြည်နယ်တခုတည်းထင်သာမကပဲတနိုင်ငံလုံးစစ်အာဏာရှင်လက်အောက်ကလွတ်မြောက်မှာအရခအင်မတီဟာလေပြပြစုံနိုင်မယ်ဆိုတာကိုဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာကောင်းကောင်းသိပါတယ်။အရခတပ်တော်ဟာရန်သူဗလာတိုက်တာကိုစော့မနေပဲနဲ့ရန်သူကိုလက်ဦးအောင်တိုက်ခဲ့ပါတယ်။အခုအချိန်မှာရခိုင်ပြည်နယ်ကိုစက္ကဆဟာလက်လွတ်ထားရပြီမဲ့တချိန်ချိန်မှာအင်အားစုဖွဲ့ပြီးပြန်လဲထုစစ်ဆင်မကိုကျူးတည်နေတာကြောင့်အီဟာရခိုင်ယူမကိုကြုံလွန်ပြီးမကွေးပကူ ERI တိုင်းတွေထိပါစစ်ကြောင်းတွေထူးခေါက်ဝင်ရောက်လာတာတွေ့ရပါတယ်။ အရခတက်တော်ရဲ့အနိမပန်နိုင်ဟာစကစကိုအပြီးတိုင်ထုတ်ချပြီးတော့မြန်မာလူရုနဲ့အတူလွတ်လပ်ရေးကိုရယူကရခိုင်နှုတ်ရဲ့အိမ်မက်ဖြစ်တဲ့ကော့ဖက်ဒရစ်ကိုပေါ်ဆောင်ပါလိမ့်မယ်။နောက်ပိုင်းမှာတော့ဗမာလူတို့ရဲ့နိုင်ငံရေးချိန်နိုင်ငံရေးအထွေအခေါ်တွေပေါ်မူတည်ပြီးတော့ Federal အဖွဲ့ဝင် unit တစ်ခုလည်းဖြစ်လာနိုင်ပါတယ်။အဆုံးထိနောက်ဆက်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။အနောက်ကလကပါရေးတော်ပုံအောင်ရ